အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ချီမနိုးချန်နယ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ဖက်ပြတင်ဆက်ပေးမယ်ဇလန်းလေးကရွာကျော်လေးပေါ်ဆိုတဲ့ဇလန်းကောင်းတို့ကို ဖက်ပြတင်ဆက်ပေးမှာ ဖြစ်ပါခင်ဗျာချစ်လွင် နောင်နောင်အေးကိုနဲ့လှဖို့ဆက်ချောင်းရွာလေးရဲ့ရွာကျော်လေးရောင်ရိုး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 ဆို ပြေးမကြည့်နဲ့သူတို့ယင်ပါပြီးသားအေးကိုအမိပြောတယ်လို့ ထိကင်းနေဆိုရင်နင်းတို့နဲ့ပါတာမျိုးဆိုရွာလူပွဲဆိုရင် သူတို့ရောက်ပြီးသားကထိန်ဆိုရင်လည်းလက်မနေပဲချိမနေမင်္ဂလာဆောင်လဲမန်းနဲ့မထူရသေးဘူးအင်းရှိလာငုတ်တုတ်ထိုင်နေကြပြီရုပ်ဆွာဆုံးအာသုဘဖဲဝန်းကိုလည်းသူတို့ရှိကြတယ်အရွေအဖျက်73နှစ်ဝန်းကျင်များသာကြောင်းတက်နေကြစဲပင်စစ်ချောင်းရွာအလေတန်းကျောင်းတွင်တက်နေကြပါတော့တယ်ကျောင်းတွင်လည်းလူထုစမ်းများအဖျက်အသီးမှတ်ပြုခြင်းကိုခံရပြန်နေ ဖြစ်ပုံကဒီလိုလေးယောက်စလုံးမှာစီယာများမိတော့အခါတွင်တယောက်မှမဖြေနိုင်ကြတင်ချာတွင်လည်းသူများတွေအားလုံးပြီးလို့နောက်ဆုံးမှ သူတို့တက်တိုက်ကတွက်လုပြီးတယ်ဒါကြောင့်မလို့လေစီယာများက စာညံ့သူများဟုတတ်မှတ်ထားတော့တယ်တို့ပါတော့လေစာမေးဝဲဖြေခြင်းကြတဲ့အခါတွင် သူတို့လေးယောက်စလုံးဘာသာဆုံးအောင်ကြစေအောင်ယုံနေမကဘူးဝန်တူတမ်းပင်ဝင်ကြစမြင် ဇီယာများကခိုးချသည်ထင်၍တေချာစစ်စေးတော်လဲဘာမှမတွေ့ပေသူတို့ဘာသာဖြေနိုင်ကြခြင်းမင်းတခြားတငယ်ချင်းများကမေးလျေသူတို့ဖြေတယ်မတမျိုးတည်းကံကောင်းလို့ပါကွာတဲ့တွေ့ရလုံးနဲ့သူတို့ကြောက်တာဆိုလို့သူတို့အဖေအမေရဲ့ကျွာလဲကြောင်းစီရတော့ဥဆန်နီမရဲ့သူများကြောင်းနေလို့ကျွာဥမမရှိပဲကျွာလဲမှာရှိသောကြောင့်ကျွာလဲကြောင်းစီရတော့ဟုတုံ့နှုံးလိုက်ခြင်းဖြစ်ပါတော့တယ်။ကျောင်းဥစီရမကြီးရဲ့သာရှိပါတော့တယ်။ ဒါတောင်တခါတလေဆီယာတော်လေ့ရင်လက်တယ်လို့ကြောင်ဝင်နေသွားကငှက်ပြတ်တပါသေးတယ်။ဆီယာတော်မသိခင်ကိစ္စမရှိသေး။ဆီယာတော်မိဘကအနီးနားရှိကျိန်လုံးစာခေါ်ကြွေးပါတော့တယ်။အတန်ငယ်လဲနေပါက လေးခွားနဲ့လန့်စော်ရပါတော့တယ်။သူတို့လှုပ်ချင်စိတ်ရှိရင်ကောင်းတာမကောင်းတာမတွေ့။လှုပ်ချင်စိတ်ရှိလာလျင်ဆီယာတော်ကြောင်းတွင်ကြည်သွားခပ်ပြီးတယ်။ကုလီတန်ရှင်းပြီးတယ်။အမြင်ကဲလို့မလှုပ်ပေးချင်ရင်ကျွာလူကြီးစပိန်မောင်းနေသူကိုပင်ထူမပေးပဲပြစ်ထားခဲ့တဲ့ ထို့သို့လောက်ကြသည်များတွင်လည်းလေးယောက်စလုံးစိတ်တူကိုယ်တူပင်တယောက်ဥဆောင်က လုံးမီဆိုလျင်ကျန်သူများကမငင်ဟင့်အင်လို့တယောက်ကကောင်းခါတာနဲ့ကျန်သုံးယောက်ပါဘူးခံကြပါတော့တယ်ရွာလူကြီးစပိန်မောက်ဒီကို မထူပဲထားခဲ့တဲ့အကြောင်းကို ပြောပြပါဦးမယ်ပြီးခဲ့တဲ့ဒဇာမုံလာပြေးနေ့မှစ၍ပြောပြရမယ်ထိုနေ့ကနေခင်ပိုင်းလာပြေးနေ့မှကြောင်းပိတ်ပါတော့တယ် အမှန်တော့ဆီယာမတွေကမပိန်သူတို့ဘာသာပိတ်ပြီးမသွားကြခြင်းဖြစ်တယ်။ရွာထက်ရေကန်နှပေးကြီးအရေးကောင်းသောသစ်ပင်ကြီးအောင်၌လေးယောက်ဆက်လုံးကလောက်စာလုံးကို ထိုင်လုံးနေကြပါတော့တယ်။လေးနုအေးအေးလေးကလည်းတဖွေးဖွေး။ဟာဟိတ်ကောင်းနေ။လောက်စာလုံးနေရင်မှလှဖို့ကတခုခုကိုတတိယသွားဟန်ဖြင့်ထအော်လိုက်ပါတော့တယ်။ဟာဘာဖြစ်တာလဲ။ချစ်လွင်အေးကိုနဲ့နောင်နောင်ကပြူးကြောင်ကြောင်နဲ့မော်ကြည့်လိုက်ပါတော့တယ်။ ဒီညတခိုးကြီးညပဲအေးလေဘာလို့လဲချစ်လွင်ကမေးလိုက်ပါတော့တယ်ညကြာချက်ခိုးဖို့လောက်ကြမယ်လေဟာမင်းကအခုမှငါတို့ကကြည်ပြီးပေါ့နောင်နောင်က လုံမီးသားလောက်ဆက်လုံးကို နေပူတဲ့လှမ်းထုံနေရင်ပြောလိုက်ပါတော့တယ်လောက်စာလုံးတော့သူများတွေလိုတယူတရတဲ့ပြီးမလန်းနေရိပ်အဆက်ထိုင်ပြီးတော့နေပူတဲကို ထုတ်လိုက်ပါတော့တယ်ဟုတ်လားဘယ်အိမ်လဲ လာဘူကမီးတော့ချစ်လွင်ကတယောက်မျက်နာတယောက်ကြည့်ပြီးလူကြီးအိမ်လေဟမ်လာဘူចောင်းသွားတယ်ရွာလူကြီးမှာလာဘူရဲ့ဗာကြီးဖြစ်တော်တယ်ပြီးဒီမှာဟိကောင်နေဖြစ်ဖြစ်ပါမလားမီးရင်မလွယ်ဘူးနော်ငါကပူတီးခင်ရမှာဟာဆိုပြီးတော့ចောင်းလန့်စွာပြောလိုက်ပါတော့တယ်ဖြစ်ပါတယ်ကွာမမိစီရပါဘူးစိတ်ချအေးကူကပြောလိုက်ပါတော့တယ်ចန်သူများလဲအေးစီတော့ပုံစံចောင်း ဒါဆိုရင်လဲချကွာအဲချက်ရင်ကြတော့ဘယ်မှာချက်မှာလဲလေးယောက်သားလဲရှိတဲ့ရွှွန်နှုံးကြီးကိုဘေးဖယ်ကခေါင်းချင်းဆန်လိုက်ပါတော့တယ်အစီစဉ်ကဒီလိုအေကူနဲ့လှဘူကလူကြီးအိမ်မှာချက်ကိုတွားခူရမယ်နောင်နောင်နဲ့ချစ်လွန်က ဟင်းချက်ရန်လိုတဲ့အစာပလာများကိုယူပြီးစုရက်တွေမြူးမြွေးကစောင့်နေရန်ဖြစ်တယ်ဘယ်မှာဆုံးမလဲဖုန်ကြီးကြောင့်မနေ့ကဟိုဘက်ရွာကိုကြွားသွားတယ်တဲ့တပတ်ခါမှပြန်ရောက်မယ်တဲ့ကွာ ကပိယကြီးပြောတာဒီညကပိယကြီးတယောက်တည်းပဲရှိမှာငါတို့လာအိတ်မယ်လို့မနေ့ကတည်းကပြောထားတယ်။ Okay ဒါဆိုရင်ပြီးရောနောင်နောင်ကလေးခွားအိတ်ထဲကထညက်ခဲကိုရည်နဲ့ခလောက်ပြီးဖြောထားတဲ့ဘူးကိုထုတ်လိုက်ပါတော့တယ်။ဖန်းနေကြလက်တွေမလို့ကျမကြီးမှာအသက်မင်းမထွက်နိုင်ပဲလူကြီးအိမ်ကကျက်မို့ပို့ချူမီထင်းနေ။ရပြီလားအေးကောင်။အေးကိုကအတန်အိုးလီနဲ့မိလိုက်ပါတော့တယ်။ ရပြီသွားမယ်ကျမကြီးကိုပဆိုးဆွေလေတိုင်းနေသေးကိုခြေသံလုံလုံနဲ့ဖုန်ကြီးချောင်းစီတို့ပြေးလာပါတော့တယ်ဖုန်ကြီးချောင်းကိုရောက်တော့ရေနွေးကစူနေပါပြီလှဖို့ကကျမကြီးကို အနှိမ့်စရောက်အောင်ကူညီလိုက်ပါတော့တယ်ထို့နောက်ရေနွေးဖြော့ကအမွှေးနှုတ်လိုက်ကြတယ်ထို့စဉ်ကပ္ပရကြီးရောက်လာပြီဟဲ့ကောင်နေဘာလုပ်နေကြလဲမေးကြသေးဘူးလားဒီလိုမင်းမိကိုကျူတင်ခံမှန်းသိထားတာမို့တိရောက်မှအိမ်နေမပြန် နောင်နောင်ကသားတို့စားကျင်လို့အမေစီကကြက်တကောင်တောင်းလာပြီးအခုမှချက်မလို့လုံနေတာကပ္ပယာကြီးမိသည်နဲ့ဦးနော် ကြက်သားလေးစားဖို့စောင့်အောင်ဆိုပြီးတော့ပြောလိုက်ပါတော့တယ်မင်းတို့ဟာက ဟုတ်ရောဟုတ်ရဲ့လားကွာ ဟုတ်ပါတယ်ဆို ကပ္ပယာကြီးရဲ့ချက်ရော ချက်တယ်လို့လားတိတ်တော့မကြွမ်းဘူးကပ္ပယာကြီးလှုပ်တဲ့ရင်လှုပ်ပေးပါအောင်ဗျာအေးအေးငါလှုပ်ပေးမယ်ကင်ပြီးရင်ငါ့ကိုပြော ကပိယကြီးပါလာသည်မလို့နောင်နောင်တို့တယောက်ကိုတယောက်ကြီးကပြုံးလိုက်ကြပါတော့တယ်။ဒလေးအရာကြက်ခိုးစားကြပေမဲ့ကြက်ပန်ရှင်သီးလို့မကြေနဲ့ရင်စားတဲ့သူအကုန်လုံးဒံပေးခင်ရစမဲကိုနိုင်ဝက်ခန့်ကြတော့ကပိယကြီးလက်စွန့်ပြင်ဟင်းအိုးမှာအနံ့လှန်လှန်ထွက်ကစက်သားဟင်းဖြစ်တို့ရောက်သွားပါတော့တယ်။ဒီတိုင်းကြီးစားရင်ခဏလေးနဲ့ကုန်သွားပြီးမဝဘဲနဲ့နေမယ်။လှဖို့ကပြောလိုက်တော့တယ်။ထိုအခါချစ်လွင်က ခဏဆိုကာသူတို့အိမ်မက်စီတို့တုတ်ချီပြန်သွားပါတော့တယ်တအောင်ကြတော့ပြန်ရောက်လာပြီဒီမှာနိုးစီဘူးနှလုံးစာခန့်ဆက်များချစ်လွင်တော်ဝင်ကပြီးဆုံးတော့ပြီမလို့ကျန်သူများကစံစေးက ထမင်းအိုးကိုတည်လိုက်ပြန်တော့တယ်ဒီတခါလဲကပ္ပယကြီးကြည်ပေးရပြန်တယ်ထမင်းအိုးကြတော့ကဖုန်ကြီးเจ้าမှာစွန့်လေတဲ့ဇလုံကြီးနဲ့ထဲကအေးခံလိုက်ပါတော့တယ်ထမင်းများအေးတို့ ရောက်သွားတဲ့အခါချစ်လွန်တို့လေးယောက်နဲ့ကပ္ပယကြီးမှလည်းဘိုက်ခွေးနှန်းဒီအဖြစ်တို့ရောက်သွားပါတော့တယ်။ကျုပ်ရဲ့ကျမလေးခိုးခံရတာ နားရဲပြကပ္ပယကြီးကျုံမီးမကအိမ်တော်သက်နှစ်20ပြည့်စုံပြီးချစ်သက်လက်ဆောင်ပေးထားတဲ့ကျမလေးပြဘယ်ဝဲစားပြီးအမီးဖြတ်နေတဲ့ခွေးတောင်စားတွေကလာခိုးတော့လည်းမသိဘူးဗျာ။ရွာလူကြီးဥတင်မောင်ရဲ့ဖုန်ကြီးချောင်းတို့စွန့်လာပို့ရင်ကပ္ပိယကိုပြောပြနေတော့တယ်ကပ္ပိယကြီးမှာ လဲထားသောမိုက်များကို တောင်းတခုတည်းကိုစုထည့်ရင်နားထောင်ရင်ဟောလာ လူငယ်တွေကလည်းတေခက်ပါလားဟိုမှာလဲပသွားတယ်ဒီမှာလဲပသွားတယ် ਨੇ ထောက်ခံပြောနေပါတော့တယ်ဦးဒီမောင်ကထိုင်နေရမှာဇက်ကနေထားလိုက်ပါတော့တယ်ကပိယကြီးကမြင်တော့ဘာလို့လဲပြွေးစိတ်ကြိုက်တာလားစုပ်ပြီးတော့မိလိုက်ပါတော့တယ်မဟုတ်ပါဘူးခဏခဏ ဥဒေမောင်ကကပ္ပယကြီးကျုံနေသောအမိုက်ပုံထဲတွင်ကြံမွေးများမြင်လိုက်သဖြင့်ဖြဲရှာလိုက်ပါတော့တယ်။ထို့နောက်ဟာဒါဒါကျုပ်ကျမလေးကျုပ်ကျမအမွေးပဲဗျ။ကပ္ပယကြီးမျက်လုံးပြူသွားပါတော့တယ်။ဟုတ်လို့လားဥဒေမောင်ညာကျက်တူမရှားလူတူမရှားပါဗျ။ထို့စကားကိုကြားတော့ဥဒေမောင်ရှူးရှူးရှဲရှဲဖြစ်သွားပါတော့တယ်။ကျက်တူမရှားလူတူမရှားဆိုပေမဲ့ဒါကကျုပ်ကျမမှာကျုပ်ကျဲဗျ။ ါဘယ်ကလာတာလဲကပြကြီးသိလားကြုံမွေးတွေကိုမေးကြည့်ပါလားဘယ်ကလာလဲလို့ဟာမေးလို့ရမလားဗျဒါခမရလက်ချက်လားကပြကြီးမျက်နှာမှာမကြီးရွက်လောက်သာ ရှိပါတော့တယ်မဟုတ်ပါဘူးဗျာဒီလိုပါ ဆိုပြီးတော့အစာချီကငတပြလက်သက်ကလေးတွေရဲ့စကားများကိုယုံမိတာဤသို့ဤပုံ ဖြစ်သွားကြောင်းကို ရှင်းပြလိုက်ပါတော့တယ်။နောင်နောင်အေးကိုချစ်လွင် လှပူမင်းတို့ကိုဆရာတော်ကြီးကခေါ်ခိုင်းလိုက်လို့နေလေထမင်းစားကြောင်းဆင်းရင်သွားလိုက်အောင်ကျောင်းဆရာမကြီးရဲ့အမိန့်ကြောင့်ထမင်းစားကြောင်းဆင်းချိန်တွင်အိမ်မပြန်မဲဖုန်ကြီးဆောင်စီလေးယောက်သားထွက်လာခဲ့တော့တယ်ဖုန်မုံကြီးဟိုဘက်ရွာကမုန်းနေပါလာလို့ကြွေးမလို့ထင်နေအတွေးများကိုစီဖြင့်ကျောင်းမော်လန့်တက်လိုက်ချိန်ဆရာတော်ကြီးနဲ့အတူဦးတင်မောင်နဲ့ကပ္ပိယကြီးတို့ကိုတွေ့ရ၍လေးယောက်စလုံးရင်ထဲမှာမြည်ဟီးသွားပါတော့တယ် ဆရာတော်ကြီးကိုဝေးပြေးဦးချလိုက်ပြီတပည့်တော်တို့ရောက်ပါပြီဗျာဆရာတော်ကရွေးနေချမ်းခွက်ကိုချကာတီရောက်တကူစီဖက်လိုက်ဖေယလေးရောက်စလုံးကဖေယထုလိုက်ပါတော့တယ်ကိုပြစ်ကိုတီးလို့တန်းဖက်ရင်၃ချက်ပြန်ပြော့ပြီးမှဖက်ရင်၅ချက်စကားသံအဆုံးမှာတော့လေးရောက်သားဒတိုင်းစီဒတိုင်းစီတွင်အိမ်မြောင်များတဲ့ဖွယ်ကြောင်မြောင်များ ဖြစ်သွားပါတော့တယ် ကြောက်ပါဘီဖျားနောင်နောင်တေမောက်ကိုပုတ်ကကြောင်းကျမ်းမြတ်ဘတ်တို့ပြေးလိပြီချစ်လွင်မှာလဲနောင်နောက်လမ်းကြောင်းအတိုင်းတပြောင်းနေကျမ်းမြတ်စီတို့အေးကိုပြေးလိပြီလာဖို့လဲထိုးစင်နောက်မှာဥတည်မောင်းတန်ထွက်ပေါ်လာပါတော့တယ်သူကတော့ငားချက်ဆော်ပြီးပါဖျားဗျာစိတ်ပါဘီဖျားလာဖို့ကတော့អော်ပြေးပါတော့တယ်ကျမ်းမြင်ကို၄ရောက်စလုံးရောက်တော့ အားလုံးမျက်နာမှာရှုံ့မဲ့နေကြပါတော့တယ်။တယောက်ကိုတယောက်ပြောင်ကာတဟီဟီဖြစ်နေကြပြန်နေ။ခဏကြာတော့အေးကိုကဟီအောင်နေကပိယကြီးလဲစားတယ်လေ။သူလဲပါတာပဲဟာ။လာသွားလျှောက်ကြမယ်။အေးသွားမယ်။အဲ့ဒါအမှန်ပဲကွ။လေးယောက်သားလက်ဦးတီကြီးကဆရာတော်ကြီးရှေ့ပြန်ရောက်လာပြန်နေ။ဘာလဲ။ဆရာတော်ကြီးကမေးတယ်။နောင်နောင်ကကျက်သားကိုစားတာကပိယကြီးလဲပါပါတယ်ဗျာ။ ကပ္ပယကြီးကိုလည်းရိုက်ပါဗျာဟေးဒီအခါဤလိုက်တာကကပ္ပယကြီးဆရာတော်ကကပ္ပယကြီးကိုမေးတယ်မင်းရောက်ပါတယ်ဆိုတင်တင်မသူတို့ကျွေးလို့စားလိုက်တာပါဗျာတဲအစားတောင်းကျန်းတာကိုတိုင်ဖက်ကပ္ပယကြီးမှာကြံရမှာပါတော့လဲနင်းရပါသူမို့နှစ်ချက်တီးခံရပါတော့တယ်ထိုကိစ္စဖြစ်ပြီးရဲတံကြတော့ တနေ့ညနေခင်းကျောင်းဆင်းချိန်နောင်နောင်တို့လေးယောက်တယောက်ကိုတယောက်တွန်းထူဆုပ်ကစားရင်းကျောင်းမှာပြန်လာပါတော့တယ်။စပိန်ဘဲသီးတန်ကြာ၍လှဲ့ကြီးကရှောင်းပေးလိုက်ကြတယ်။စပိန်စီးလာသူကရွာလူကြီးဥတင်မောင်။လမ်းကိုတေးချာမသွားကြဘူးလား။တလန်လုံးမင်းတို့လမ်းကြီးပဲ။စပိန်နေဆိုင်ကလေးဘလို့သွားမလဲ။နောင်နောင်တို့လေးယောက်အနာကဖြတ်သွားရင်လှဲ့ကြီးလှဲ့ကြီး ပြောဆိုသွားရမှာလမ်းလွဲခြိုက်ခွက်တွင် စပိန်မှာ လူသွားပြီလမ်းဘေးမှာကျွန်းထိုးပြန်ကြတော့တယ်လှဖို့နောင်နောင်ချစ်လွင်နဲ့အေးကိုတို့မှာတခွိခွိနဲ့ဥတက်နေကြတော့တယ်ထုပေးဖို့ဝေးစွာလဲနေသောစပိန်မှာဘဲကိုပင် ကလင်လင်မီအောင်တိပြသွားပါသေးတယ်အဲ့ဒါလူကောင်းမျိုးတွေအဲ့ဒီလိုနဲ့ဘယုတ်ဒုက္ခပေါင်းစုံကိုနေပြန်ညပြန်လို့ရင်နွေရာသီကြောင်းပရက်တို့ရောက်ရှိလာပါတော့တယ်ဟဲ့ကောင်တွေခြေတော့ကိုအောက်မချနဲ့မိချောင်းကိုက်လိုက်မယ် ။နောင်နောင်တို့အိမ်မေးရှိမကြီးပင်ရိတ်အောက်တွင်ကျွာတဲ့ကလေးများလာရောက်စော့နေကြပါတော့တယ်။နောင်နောင်ကကျွတ်ကျွတ်အိတ်တလုံးကိုကန်ရင်ချစ်လွင်တို့ကိုစောင့်နေပါတော့တယ်။နောင်ကြီးရေသွားမဟိ။အိမ်ရှိမှလာဖို့ရဲ့အတန်ကို ကြားတော့ကဘေးတွင်ခြားထားသောအိတ်ကိုယူပြီးနေပူတဲ့ဒုံဆိုင်ပြီးသွားကြတယ်။သူတို့ခြေဦးတဲ့ရာကဖျားကန်တဲ့ဘေးမှာနွန်အိုင်ကြီးစီတို့ကလေးတွေဟဲ့နေပူတဲ့ ုပ်ထုတ်တော်မဆောင်ဘာမဆောင်နဲ့ဘွားလေးသမ်းမြရဲ့စိုးရိမ်စကားကနွေနေဘူးတဲတွင်အကူငွေဖြစ်ပျောက်ကွယ်သွားပါတော့တယ်။နောင်နောင်တို့အုပ်စုမှာနေဘူးတံကိုဂီဟုမဆိုင်ကြဘူး။၃လမိနစ်ခန့်လမ်းလျှောက်ပြီးရဲ့နောက်နုံအန်ကြီးစီတို့ရောက်လာပါတော့တယ်။နောင်နောင်တို့လူစုမှာထိုးနှုံးနှဲမှာငားများကို လာဖမ်းကြခြင်းဖြစ်တော့တယ်။ငားဖမ်းပုံငားဖမ်းနည်းကို ပြောပြမိ။နှီးပြထားတဲ့ဝါးများကိုတဖက်တစပိ တဖွဲ့ဖွင့်လောက်ကနွန်ဝံကြီးတဲ့တွင် နေရတက်မှတ်ကမြုပ်လိုက်တော့တယ်ထိုနေ့အားတဲ့ချိန်အားသလိုလာဖို့ကြတော့တယ်ဝက်စစ်တဘိုးကငါးတကောင်နှစ်ကောင်မိကြတယ်ကံကောင်းသောငါးများသာနောင်နောင်တို့ဝက်စစ်ဘူးထဲမှာမိကြတာဒါကတော့ဆက်ချောင်းရွာကလေးတတရဲ့ငါးဖန်းနည်းပဲယခုလဲအရင်ရက်တွေကမြုပ်ထားခဲ့သောဝက်စစ်များကိုပြန်လဲဖို့ချင်းဖြစ်တယ်ကိုဘူးကိုဖော်နော် တယောက်တည်းလေအော်ပြောရင်အိုင်ထဲသူအတီးတီးဆင်းလိုက်တော့တယ်မိပြီကွာအေးကိုကကွတ်တကွတ်တလောက်ကကုန်းမော်ပြည့်တက်ပါတော့တယ်ဝစီဘူးကိုတွန်ချလိုက်တော့ဖလက်ဖလက်နဲ့ငခုံးမတကောင်ငါထဲမှာလည်းရှိတယ်ဟိတ်လှဖို့ကကုန်းမော်ပြန်တက်လာပြီတွန်ပြလိုက်တော့တယ်ဟာနှကောင်တောင်းဟာလှဖို့ကဝန်းသာအာရထောက်အော်လိုက်ပါတော့တယ် ဒီလိုနဲ့လေးယောက်စလုံးအိတ်ထဲတွင်ငါးတကောင်စီနှစ်ကောင်စီယောက်သွားပါတော့တယ်။ဝစစ်တွေပြဲမြုပ်ပြီးရင်သွားကြမယ်။ဒီတစ်ခေါက်တော့ဖီးယားကန်ကြီးစီတို့ဖမ်းမိလာတော့ငါးများကို ကိုပြောလို့ရပြောပြီးဖျားခံတဲ့သူပြန်လွတ်ပေးလိုက်တော့တယ်။တစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်ပါ။ထို့သူလုတ်တဲ့ကလေးကနွေရသည်ရောက်တိုင်းထို့နွန်အိုင်ကြီးတဲ့ရေခမ်းတော်မီအခါတိုင်းရေအိုင်တွင်းရှိငါးများကိုဖမ်းယူကာဖျားခံတဲ့သူလှုပ်ပေးတတ်တော့တယ်။ ်အဲ့ဒါလိုမျိုးကောင်းနေလာဟိပန်းပေါက်ကြီးထုတ်ကြမယ်နောင်နောင်ကထိုးတို့ပြောကကန်းဆက်တင်ပေါက်နေတော့ပေါက်ပေများပေါ်တို့တက်လိုက်တော့တယ်ပေါက်ပေနီနီများမှာတပင်လုံးတခိုင်လုံးရဲရဲကွက်ကပွင့်လျက်ပါတော့တယ်လာဘူတို့ကလည်းတက်လာကြပြီးဆင့်ကဆင့်ကကင်ထားလိုက်ပါတော့တယ်ပန်းပေါက်ပွေးဖက်များကိုလန်ကဝိရီချူချူလေးများကိုရှလူရှလူဖြင့်စုပ်နေပါတော့တယ်ပန်းပေါက်ဝင်ထဲမှာ ဝစ်ဆန်လေးမျိုးကိုလည်းပြီးပြီမြည်အောင်မှုတ်လို့ရပါသေးတယ်။ဗုဒ္ဓဘာသာတက်လို့ရပြီတယ်။နောင်နောင်ကပြောရင်းကနေပေါ့ဖွင့်ကိုစုပ်လိုက်ပါတော့တယ်။ဟုတ်တယ်ကွာမနေ့ကကုတော်ကျော်ကြီးပြောပြီးတော့အော်ဟစ်သွားတာပဲ။ကုတော်ကျော်မှာဆက်ချောင်းရွာရဲ့အော်စလီဖြစ်တယ်။နိဗ္ဗာန်သောသဘောမျိုးပင်တာရင်နာရီကိစ္စများရှိရင်တအိမ်ထက်တအိမ်ဆင့်မဖိတ်နိုင်၍လာရောက်ကြရန်မျိုးစော်ကအော်ပေးရတယ်။ ထိုသို့အော်ပြီးတဲ့အတွက်တူရလုံးမှာစူရီဆောင်းရီများတွင်ကုတော်ကျော်အားအခွင့်ကင်းလွတ်ခွင့်ပေးထားရတယ်။မင်းတို့တက်မလား။ချစ်လွင်ကမေးလိုက်ပါတော့တယ်။အမေကတော့တက်ရမယ်တဲ့။ငါလည်းတက်ရမှာ။မင်းတို့တရင်ငါလည်းတက်မှာပေါ့ကွ။အားလုံးဖြည်တန်းကတညီတညာတညော်တဲ့ပဲ။ပေါ့ပင်မော်တွင်ဟိုပြောဒီပြောနဲ့အချိန်ဖြုံးနေလိုက်ကြတယ်။ နေရောင်အားပြော့လာတဲ့အချိန်တွင်အိမ်တွင်တောက်ရည်သုံးရည်ခက်ရန် လူစုခွဲလိုက်ကြတယ်။ညအခါလာတာတဲ့အချိန်တွင် ပြန်ဆောင်ကြမည်ဟုမလွဲဧကံမင်းအမေဘိုင်းချက်လေနောင်နောင်ကရေချုပ်ပြီးထမင်းစားရန်မိဖို့ကြောင့်နေဝင်လာလိုက်တယ်။ဝတာဟင်ချက်ထားပါတယ်တော်။ဟေးစားရမှာပေါ့။ကဲလားထမင်းစပွဲကူပြင်းမေးနောင်နောင်ကမိခင်နဲ့တူထမင်းစပွဲကူပြင်းပါတော့တယ်။ ထမင်းစပွဲပြင်ပြီးတဲ့အခါဖခင်ကိုခေါ်လိုက်ပါတော့တယ်။အဖေထမင်းစမယ်။အေးအေးလာပြီ။နောင်နောင်ဖေကရေနံစီမီးခွက်ကိုမယူလာက ထမင်းစားပွဲပေါ်သို့တက်လိုက်ပါတော့တယ်။အဖေမနှက်ဖြန်ကြရင်တာကိုဘုရားဘာသာလက်အပ်ပြီးဦး။နောင်နောင်က အဖေဖြစ်သူကို ပြောလိုက်ပါတော့တယ်။ထို့အခါနောင်နောင်မိကဘုရားဘာသာမတက်နေတော့လေတာရဲ့နောက်တစ်ပတ်ကြရင် မြို့ကဘွားဘွားစီသွားရမယ်လေဘွားဘွားကလည်းအလေလာပါအောင်နဲ့ဟင်အမေကလည်းမသွားလို့မရဘူးလားမရဘူးလေလာမယ်လို့ပြောထားပြီးပြီဘွားဘွားကကြောက်ဖွင့်တဲ့အချိန်ပြန်လွတ်မယ်တဲ့တနွေရာသီလုံးလားနောင်နောင်မျိုးလုံးပြူသွားတယ်နွေရာသီလုံးဆိုရင်တော့သွားပြီဟိုကောင်နဲ့ဘုရားဘာသာ တူတူမတက်ရတော့ဘူးတကြံလဲလွတ်ပြီသွားနေပြီးလိုက်ပါတားကလည်းနေမှာပါတယ် နောင်နောင်အဖေပြည့်သူကိုကြည့်လိုက်တယ်စစ်ကူရမယ့်ပုံမပေါ်တေးကြသွားပါပြီသွားတော့မယ်နောင်နောင်ထမင်းဆက်စားခြင်းစိမ်မရှိတော့ကြိတ်လာပါတဲ့ဝသားတော်မှစားရည်မဝင်တော့ပေ ပကံဆေးကလှဖို့အိမ်တို့ခဏသွားမိဟုပြောကထွက်သွားတော့တယ်ကြောင်ဖွင့်မှဆိုတော့အကြာကြီးပေါ်ချစ်လွန်ကစိတ်မကောင်းစွာစူပါတော့တယ်။တကြံရောက်ရင်တူတူမလျားတော့ဘူး။လှဖို့ကပြောတယ်။အေကူက နောင်နောက်ပခုံးကိုပုတ်ခါစိတ်မကောင်းမဖြစ်ပါနဲ့ဟိတ်ကောင်ရပထောက်ပွင့်တဲ့အခါကျရင်မင်းကြိုက်နေတဲ့ခင်မေတ္တာ နုယမုံလင်းကိုငါမင်းစားပြပြပါမယ်ခေါ်ရတာလဲမောလိုက်တာကွာဆိုပြီးတော့ပြောလိုက်တယ်ဟိတ်ကောင်နရင်အုပ်လိုက်မယ်ခင်မေတ္တာနုယမုံလင်းလေးကငါအတွက်ကွာအဲ့ဒီနာမည်ရှိတာလေးကချစ်စရာလေးတဘာဝကတဘာဝပင် ကလေးမလို့ပူပင်စရာတွေစိတ်แทအမြဲမထားဘူး ယခုလိုအဖော်ပေါင်းနေနေဆိုရင် ပြောစရာတွေကိုလွတ်လပ်စွာ ပြောကြတယ်။တယောက်နဲ့တယောက်စာရင်းနောင်ရင်းနဲ့စိတ်ညစ်စရာတွေပျောက်ကုန်ကြပါတော့တယ်။ဟိတ်ကောင်နေငါပြန်လာရင်ဘုရားဘသာတက်တဲ့အကြောင်းတွေကိုငါ့ကိုပြန်ပြောပြအောင်နော်။အေးပါကွာ။တကြံကြရင် ပြန်လာလို့ရရင်ကောင်းပါပဲ။ဟိုရောက်မှမင်းဘောက်ကိုပြောကြည့်ပေါ့။အေးကွာပြောကြည့်မယ်။ခင်မြတ်တာနုယမုံလင်းကိုငါတတိယနိုင်မယ်လို့ပြောပြပါကွာ။ အလေကိုဘသာပြောပါလားမပြောရဲလို့ဘောကွာဒါဆိုလာလာနောက်ဆက်လုံးဖွဲ့မယ်ငမပါဘူးငါချိမယ်ပြီးရောလေးယောက်သာကစားရင်ငင်းခုန်တန်ရေမောတန်များမှာမိဘများတကြောကြောခေါ်ကခြံသွင်းချိန်မှာတိတ်ဆိတ်သွားတယ်နောင်နောင်ဘုရားဘသာမတည့်ရတဲ့ကိစ္စကို လေးယောက်ဆက်လုံးမေးခင် တွေးမိခြင်းမှာသိကြပါဦးတကောင်ကျက်တွန်လေးပြီး ဒီလိုနဲ့နောင်နောင်မြို့သွားရမယ့်နေ့ကိုရောက်လာပါတော့တယ်မနဲ့စောစောကနဲ့လက်ရမီကိုစောစောကြီးပင်ထကာပြင်ဆင်နေပါတော့တယ်ဖိုးကောင်းနေကိုတွားပြီးတော့နှုတ်ဆက်ချင်လိုက်တာအင်းထအောင်မင်းမပေါ်သေးဘူးနောင်နောင်တယောက်ထဲတွေးနေပြီးတော့တယ်ကဲသားရေပစ္စည်းတွေဆုံရင်ထွက်မယ်ဟုတ်မေအထုပ်တီဆွဲကအိမ်ရှိကိုထွက်တော့ခြံရှိမှာငုတ်တုတ်ကလေးသုံးကောင်ဟဲ့ဖေးကငုတ်တုတ် ဝီလီဝင်လင်းမလို့နောင်နောင်မီလန်သွားပါတော့တယ်။ဖျားမဟုတ်ပါဘူးတော်ကြီးရဲ့သားတို့ပါ။ချစ်လွင်အေးကိုနဲ့လာဖို့တယောက်မှ မျက်နှာမသေးရသေး။တငယ်ချင်းဖြစ်သူကိုနှုတ်ဆက်ရန်ခြံရှိ လာရောက်နေကြတယ်။တကားမဖွင့်ရသေးသဖြင့်ခြံနဲ့မဝင်ပဲငုတ်တုတ်ထိုင်နေကြပါတော့တယ်။ဟာလက်နေပါလား။အေးဟာပြင်းစင်ထားသောနောင်နောက်ကိုကြည့်ပြီးသုံးယောက်သာစုလိုက်ပါတော့တယ်။ငါသွားလိုက်အောင်မယ်။ ပြန်လာရင်မင်းတို့ကိုမိုးဝယ်ခဲ့မယ်။နောင်နောင်က ပြောပါတော့တယ်။အေးပါဟိုရောက်ရင်အဖွားကိုရအောင်ပြောနော်။ချစ်လွင်ကနောင်နောင်အမိမကြောက်လို့နားနန်းကပ်ပြီးပြောလိုက်ပါတော့တယ်။ဟင်မင်းသွားလဲမတက်ရသည်ဘူးကွာညစ်ပိုက်လိုက်တာ။နောင်နောင်ကပြောင်ဆက်ဆက်လုပ်ကပြောလိုက်ပါတော့တယ်။ထိုအခါလှဖို့ကငါတို့သုံးယောက်စလုံးမျက်နှာမသိရသေးဘူး။အိမ်ပြန်ရောက်ရင်အိမ်အောင်မယ်လေ။ ။ဆိုပြီးတော့ပြောကာတန်းလိုက်ပါတော့တယ်။အေးပါအေးပါ။တားရီတွားကြမယ်။ကားနောက်ကြနေမယ်။ဟုတ်မေဟေးကောင်းနေငါသွားတော့မယ်တက်တာ။အေးအေးတက်တာ။တယောက်ချင်းစီကိုတက်တာလှုပ်ပြီးကြောဖို့အိတ်လေးကိုပင့်ငါပင့်ငါနဲ့အမေဖြစ်သူမိရန်ပြေးလိုက်သွားတော့တယ်။ဟုတ်ကဲ့။ဇလန်းလေးကိုအဆုံးအထိလိုက်နားဆင်ပေးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါခင်ဗျာ။